ကဲအားလုံးပဲမင်္ဂလာပါအညာသားအောင်ဆန်းနဲ့ခြံခုံသွားတော့ဒေါ်ခင်ကြီးဆိုတဲ့နော်အကြောင်းလေးပေါ့ဒေါ်ခင်ကြီးကကလားကရင်ကဗျာမြောင်းမြသူဖြစ်ပါတယ်အဖအူမိုးညင်းမာမုတ်ဆူလတန်မွတ်စလင်ဖြစ်ပါတယ်အမိ 到破树，个人，个人嘛就觉得不孬，人有人看见了，不是人把他表拿里头，林对嘛可以先把他变表里头变。他这样生了苦，也不是叫人嘛破嘞，人家的米，我已经快要死了，穆斯林把他文片一边开了。 ဒါကိုကျွန်တော်တို့ကတမိုင်းကိုဖျောက်ထားတာသူရဲ့အဖေတေးမှခရစ်ယာန်ကိုပြန်ပြောင်းတာသူကမြောင်းမြမှာခဏတန်းအောင်ရန်ကုန်ကြီးမြင့်တိုင်း ABM မိကလေးကျောင်းမှာကိုရန်ကိုရန်အောင်ပေါ့နော်မော်လမြိုင် ABM ကျောင်းကမူလာတဲ့ဆရာမူလာတဲ့ဆရာဖြစ်လက်မှတ်ရတယ် ရန်ကုန်ဒက်ဖရင်ဆေးရုံမှာတားဘွားဆရာမတင်နေတက်တယ်။ရန်ကုန်ဆေးရုံကြီးမှာသူနာပြုဆရာမတင်နေတယ်တက်ရောက်ခဲ့တာပေါ့။1942ခုမှာရန်ကုန်မြို့ဂေါ်ရာကုန်းเนาะဒိုင်ယိုဒီစီမိန်ကလေးเจ้าမှာဂျပန်ခေတ်ဆေးရုံဖွင့်တော့ဒေါက်တာဘာဒန်ဆိုတာရှိရဲ့ဗျ။ဥနေဝင်းရဲ့ရောက်ကမှာ အဲ့ဒေါက်တာဘာသက်စေယုံမှာနော်တူနာပြုတ်ရုပ်အဖြစ်ဘတာဝန်ထမ်းဆောင်အဲ့ဒီမှာဘူဂျုံနဲ့ရခဲ့တာဗျာကဲကျွန်တော်တို့ဘူဂျုံနဲ့ခင်ကြီးနဲ့ဘလို့ရခဲ့တယ်လဲဆိုတာကဲအားလုံးပဲမင်္ဂလာပါအဲ့ဒီတော့အညာသားအောင်စန်းနဲ့ဒေါခင်ကြီးနဲ့ဘလို့ညားခဲ့ကြတယ်လဲကျွန်တော်တို့ကြည့်ကြည့်အောင် ဒေါခင်ကြီးဆိုတဲ့အမျိုးသမီးရနော်သူကဒေါက်တာဘာသန်းနဲ့တွေ့ဆုံပြီးတော့ဒေါက်တာဘာသန်းရဲ့မရင်ငယ်ဘဝကိုစရောက်ခဲ့တာပေါ့ဒေါက်တာဘာသန်းရဲ့မယားကြီးနာမည်အရခင်ကြီးပဲဗျဒူဇန်းနာကဒေါက်တာဘာသန်းရဲ့မယားနှစ်ယောက်လုံးကနော်ခေကြီးလေးကြီးပဲနာမည်တူနေကြအဲ့ဒီအချိန်မှာနော် 人家的傲山的要比你漂亮，喏，那是嘛哩？都开的现在石油要来了啵？哎里嘛？不就傲山？你们刚拍这个叫了？对。喏，尤其是现在吃面呀，谁家的走皮的，谁家一都看过了吗？石油要来了真的。哎，谁家的都看过了买也没在北买的就是。不就傲山的看几路盈利大概这了啵？喏。 တဖြည်းဖြည်းနဲ့ယင်းလဲယင်းနီးလာတဖြည်းဖြည်းနဲ့စစ်နေမြင့်လာပြီးတော့ဗိုလ်ချုပ်အောင်ဆန်းကနော်ဒေါခင်ကြီးကိုမျက်စိကြခဲ့တာပေါ့အဲ့ဒါကိုတည်တဲ့တခေကိုတော့မိုင်းကဒေါက်တာပါဇန်းနဲ့ပတ်သက်တယ်သူနဲ့ဘာညာဘာညာရှိတယ်မင်းမလုံးနဲ့ဆိုရှင်းပြတယ်အောင်ဆန်းမင်းလက်လျှော့လိုက်သူမှလင်ရှိတယ်အဲ့ဒီလူတားနေတဲ့ဂျားရကို 那都就别评你的，过好三年呀，找大把蛋又多对的遍，喏，过把蛋就那看几我都包家嘞，喏，看几我落井嘞，喏，哎，爱里吃呀种，谁也买得起里边，为多拉养鸡，吃里诺皮。 ဘုံကျိုးပြတ်တဲ့မူနမရီတဒါကဘူဒီဆရာမကူပဲတဲဆွေအောင်ချစ်တော်မီဆိုတဲ့နော်အဲ့ဒီတချင်းလေးရလို့ပေါ့ဗျာနော်နတ်သမလေးကိုမျိုးချစ်စိတ်ရှင်သာထက်မြက်ပါတယ်ဆိုတဲ့တခေအောင်စန်းတယောက်ဒေါက်တာဘာသန်းရဲ့မရင်ငယ်ခင်ကြီးဖြစ်တဲ့နတ်သမလေးကိုမရရအောင်စတင်ပြီးတော့ စ조사ရင်းနဲ့ဒေါက်တာဘာသန်းစီကသွားတောက်ပါလေရောတယ်နော်သူ့ရဲ့ဘူကျုပ်ဆိုတဲ့ဂုံဘုတ်ကိုအတုံးချပြီးတော့ဒေါက်တာဘာသန်းရဲ့မရေငယ်ခင်ကြီးကိုနော်သွားပြီးတော့အားလုံးဝိုင်းတားနေတဲ့ဂျားရဲရကိုဝါရင်းကာလာကြီးမှာလက်ထက်ယူခဲ့ကြတယ်ဗျာကဲအားလုံးပဲမင်္ဂလာပါအဲ့ဒီတော့ ဘိုးချုပ်အောင်ဆန်းနဲ့ဒေါခင်ကြည်တို့နော်ဝါရင်းကာလာကြီးမှာအားလုံးတားနေတဲ့ကြားထဲကနေပြီးတော့အတင်းပဲလက်ထက်တွေယူခဲ့ကြတယ်ပေါ့နော်အဲ့တော့နတ်စမခင်ကြီးဟာအဲ့ဒီမှာကလေးမွေးတယ်ပေါ့နော်အာဦးအောင်ဆန်းဦးဦးအောင်ဆန်းလေးဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့တာသမီ၃ယောက်ထွန်ကားခဲ့တယ်ဗျနော်အထွေဆုံးသမီးလေးပေါ့ 1946ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာမွေးတယ်9ရက်ပြည့်တော့နော်လေးယောက်မြောက်သမီးလေးဟာအဖတ်မတင်ရှာဘူးတည်ဆုံးသွားတာပေါ့အဲ့တော့ဦးအောင်ဇန်းလေးကလည်းပဲအဲရန်ကုန်ဗဟန်းတာဝါလေးအိမ်အမှတ်25နေအိမ်ယခုကျွန်တော်တို့ဘိုးချုပ်ပြတိုင်ရှိနေတဲ့အိမ်မှာပေါ့နော်16ရက်တလ1953ရက်နေ့မှာ ရေနစ်တည်ဆုံးသွားခဲ့ပါတယ်1940ခုဇူလိုင်19နှစ်နဲ့စင်တိုင်း35မှာဘူကျုပ်တို့လုံခြံခံခဲ့ရတယ်ဘူကျုပ်ရဲ့မဲဆန္ဒနေမှာဒေါခင်ကြီးဝင်းအွေခံတော့1948ကနေ1951အထိ အမျိုးသမီးအမတ်ဖြစ်ခဲ့တယ်1948ခုနှစ်53မှာမိခင်နဲ့ကလေးဆောက်ရှောက်ရေးညွှန်ကြားရေးဝန်ကြီးဖြစ်ခဲ့တယ် 1953 58မှာ လူမှုဝန်ထမ်းစီမံကိန်းကော်မရှင်ဥက္ကဋ္ဌအဖြစ်ဒါဝန်ထမ်းဆောင်ခဲ့တယ်။အဲ့ဒီအတော်အတွင်းမှာပဲအဲလူမှုဝန်ထမ်းကောင်စီဥက္ကဋ္ဌမိခင်နဲ့ကလေးဆောက်ရှောက်ရေးဥက္ကဋ္ဌကလေးသူငယ်ဆောက်ရှောက်ရေးကောင်စီဥက္ကဋ္ဌကျမ်းမာရေးနှင့်ပြည်သူ့ရေးရအဖွဲ့ဥက္ကဋ္ဌအမျိုးသမီးအသင်းများကောင်စီဥက္ကဋ္ဌဒီမိုကရေစီသဘောတရားတိုးတက်ပြန်ပွားရေးအသင်းဥက္ကဋ္ဌမျိုးသမီးကိန်းတော်အသင်းကိန်းတော်ချုပ် မြန်မာနိုင်ငံသူနာပြုတင်ကာတက်ဖွဲ့ဝင်အမျိုးသမီးအုပ်ချုပ်ရေးမှူးအဲဒီရာမာခရစ်သာသနာပြုဆေးရုံနဲ့စာကြည့်လိုက်ဒုဥက္ကရာဖြင့်စတင်တာဝန်နေထမ်းဆောင်ခဲ့တယ်နော်1949မှာအိန္ဒိယနိုင်ငံညူဒေလီကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ဒေသဆိုင်ရာညီလာခံ1950မှာကိုလံပူကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ဒေသဆိုင်ရာညီလာခံကိုတက်ရောက်ခဲ့ပါတယ် 1951-52ခုနှစ်တွေမှာဂျနီဘာကျမ်းမကမ္ဘာကျမ်းမကြီးအဖွဲ့ညီလာခံတွေကိုမြန်မာကိုယ်စားလှယ်အဖွဲ့ကိုဥစားတက်ရောက်ခဲ့တယ်။နော်။အနောက်ဥရောကအမေရိကန်၊ဂျပန်၊တရုတ်၊အိန္ဒိယ၊ထိုင်းပြည်နယ်နိုင်ငံတွေကို လေ့လာခီးတွားရောက်ခဲ့တယ်။1959-62တွေမှာဥနုဥဆောင်တဲ့ပြည်တော်စုပါတီအတွက် COA တွေတာဝန်တွေကိုဖိဖိစီစီဆောင်ရွက်ခဲ့တယ်။